ငါစိတ်သေးကနော်ကောင်းတယ်ပြောတာကြီးကိုဘယ်နဲ့ကြောင့်လောက်ကြီးအရသာခံသွားတာလဲမကောင်းဘူးလို့ပြောတာကိုဘာကြောင့်ဘယ်နဲ့ကြောင့်ဒီလောက်ကြီးစိတ်ကထိခိုက်သွားတာလဲဒါကိုဘုန်းဘုန်းတို့အဖြေရှာနိုင်ရင်ရှာနိုင်တယ်လို့အဖြေမှန်ကိုတွေ့ရင်တွေ့တယ်လို့အဲ့ဒါဉာဏ်ရှိတယ်လို့ဆိုရတယ်ဟုတ်လားအဲ့တော့ဉာဏ်ပညာတကယ်ကြီးရင်ကြီးကြီးတယ်လို့ဒီလောကဓာတ်တရားကြောင့်စိတ်ဟာတုံလုံးမှုနေသွားတာပဲနော်အဲ့တော့ဒါမျိုးဆိုဖေးပေးတဲ့ဥမာလေးအဲ့တော့ဘုန်းဘုန်းကသောတော်ကာထာလေးနဲ့တွဲပြီးတော့ရွတ်စေခြင်းဟုတ်လား ဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယန္တနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမအကောင်းဆုံးမင်္ဂလာတရား၄ပါးအကောင်းဆုံးအမျိုးမျိုးသော အတွေ့အကြုံတွေလောကဓာတ်ကိုအဲ့လိုတောင်ဘုံဘုံကဘာသာပြန်ခြင်းနဲ့အတွေ့အကြုံတွေ့ရယုံကြုံရယုံပါပဲကောင်းတာလည်းဖြစ်ရင်ဖြစ်မယ်ဆိုးတာလည်းဖြစ်ရင်ဖြစ်မယ်အကောင်းထဲမှာလည်းအကြီးဖြစ်ခြင်းဖြစ်မယ်အသေးဖြစ်ခြင်းဖြစ်မယ်ဆိုးထဲမှာလည်းအကြီးဖြစ်ခြင်းဖြစ်မယ်အသေးဖြစ်ခြင်းဖြစ်မယ် အချိန်တိုင်းနေရာတိုင်းမှာတွေ့ကြုံနေရတဲ့သဘာဝတရားတွေတူရာစုလိုက်မယ်ဆိုရင်ဘယ်နှမျိုးတော့၈မျိုးအကောင်လေးမျိုးအဆိုးလေးမျိုးလွတ်သလားမလွတ်ဘူးဘယ်ချိန်မှမှမလွတ်ဘူးအမြဲတွေ့နေဟုတ်လားအဲ့ဒီတွေ့လာတဲ့ချိန်မှာဘုန်းတို့ရဲ့စိတ်ကိုတုံ့လုံမှုမရှိအောင်စိုးရိမ်မှုမရှိအောင်ကိလေသာမျိုးမတင်အောင်ဘေးမဖြစ်အောင်ဘုန်းဘုန်းတို့ဟာအကောင်ဆုံးနော်စိတ်ရဲ့ဉာဏ်ပညာတွေနဲ့ရင်ဆိုင်နိုင်မှုဖြတ်တန်းနိုင်မှုလိုမယ်ပေါ့နော် တို့ဒီနေရာမှာဦးဇင်းတို့ဒါကချီးမွမ်းခြင်းကဲခြင်းနဲ့ပတ်သက်ပြီးတော့ဦးစားပေးပြီးတော့ပြောမိတာပေါ့လေတကယ်ကတော့လောကတန်၈ပါးသလုံးဘဝမှာမဖြစ်နေတော့တွေ့ကြုံနေကြတာပဲเนาะသူ့ချိန်နဲ့သူသူ့အကြောင်းတရားနဲ့သူအမျိုးမျိုးမလုပ်တော့တွေ့နေကြတယ်